အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ကမ္ဘာတမိုင်းတစ်ချောင်းကမ္ဘာကြီးကျယ်ဆုံးဩဇာရှိဆုံး empire တစ်ခုကိုတည်ထောင်ခဲ့တဲ့ရောမတွေရဲ့အကြောင်းပဲဖြစ်ပါတယ်ဗျ ယောမလို့ဆိုလိုက်တာနဲ့သမိုင်းတစ်ချောင်းလုံးကဘာအကြီးကျယ်ဆုံးဩဇာအချီးဆုံးအင်ပါယာတစ်ခုကိုတီတောင်ခဲ့သည့်မြို့နဲ့လူမျိုးစုကိုရင်ညှို့ကြပါလေ။ ယောမားတို့ရဲ့သမိုင်းကြောင်းကလွန်စွာရှည်လျားပြီးစိတ်ဝင်စားစရာအလုံးကောင်းလာပါတယ်။ယောမားသမိုင်းပညာရှင်တို့ကယောမားမြို့ကို BC 953ခုနှစ်လောက်ကစတင်တည်ထောင်ခဲ့သည်ဟုလက်ခံထားကြပြီးသောဘဲကာလများသည့်ဘုရင်များအုပ်ချုပ်သောခေတ်ဖြစ်ခဲ့ပါတယ်။နောက်ပိုင်းမှာဘုရင်စနစ်ကိုပုံကံဖြုတ်ချပြီးယောမားသမ္မတနိုင်ငံအဖြစ်ပြောင်းလဲခဲ့ရာအာနာကိုစီနေလုတော်ကဲသူသောအဖွဲ့အစည်းများကခွဲဝေအုပ်ချုပ်ခဲ့ကြပါတယ်။ ရောမတို့သည်စစ်စင်ရင်းနှီးနိုင်ငံရေးအရာအလွန်ထူးချွန်ခဲ့ကြပါသည်။ပြိုင်ဘက်နိုင်ငံများ အထူးသဖြင့်ကန်တိတ်တို့နှင့်ပူနီစစ်ပွဲများစသည့်တို့ကိုစင်နွဲအောင်ပွဲကံကမြေထဲပင်လယ်ဒေသတစ်ခုလုံးကိုလွန်မှုရှုပ်ကန်ခဲ့ပါသည်။ဒီလိုအောင်ပွဲများရဲ့ရလဲအဖြစ်ရောမသမ္မတနိုင်ငံဟာနေမီအရာအင်မတန်ကြီးမားလာပြီးဂျူလီယက်စီဇာလိုမျိုးပိုချုပ်ကြီးတွေရဲ့ဩဇာအာဏာတွေကလည်းကြီးမားလာကြပါသည်။ယူကရိန်းနိုင်ငံတော်အသွင်ကူးပြောင်းရှင်းမှ ှစီစာလုံးကြံခံရပြီးတော့သွေးထွက်တန်ယိုပဏိပခများဖြစ်ပွားခဲ့ရမှာ နောက်ဆုံးမှစီစာရဲ့တူတော်မောင်ဖြစ်သူ ဩဂတ်စတကအာနာဂုစုစည်းရယူကပထမဆုံးသောယောမဧကရိအဖြစ်ခံယူခဲ့ပါတယ်ယောမဤပါယာစတိန်လန်ချိန်ဖြစ်ပြီးအဲ့ဒီခေတ်ကယောမတို့ရဲ့တကူအာနာဟာအလွန်အထင်ကို ရောက်ရှိခဲ့ပါတယ်သူတို့ရဲ့နယ်မြေပိုင်နဲ့ဟာမြောက်ဘက်တွေပြီးချာကျွန်းမတောင်ဘက်တွေအီဂျစ်အထက်တာမကပဲနောက်ဘက်တွေ စပိန်မှအခြေဘက်တွေကက်စပီးယားပင်လယ်နားအထိကျယ်ပြန့်ခဲ့တာမို့ကမ္ဘာသမိုင်းမှာအကြီးမားဆုံးအင်ပါယာထဲမှတစ်ခုဖြစ်ခဲ့ပါတယ် တယ်။ရောမတို့ဟာစစ်စင်ရင်အပြင်ရှမ်းနယ်ပင်များစွာမှာလည်းခင်မီတိုးတက်ခဲ့ပါတယ်။သူတို့ပြတ်ထန်းခဲ့တဲ့ရောမဥပဒေဟာယင်းနှစ်ခေတ်အနောက်တိုင်းဥပဒေစနစ်များစွာရဲ့အချင်းကအောက်မြင့်ဖြစ်ခဲ့ပါတယ်။ရောမတို့ရဲ့ပြည်သူ့လက်ရာနဲ့အင်ဂျင်နီယာပညာများဟာခန္ဓာထဲဝါတဲ့အဆောက်အုံများ၊ဤသွဲမြောင်းကြီးများနဲ့ကတရာလမ်းမကြီးများတို့ကိုတိစောက်ခဲ့ရာ အချို့ကနှစ်ပေါင်း9000ကျော်ကြာသည့်တန်အောင်ခံမြဲနေစေဖြစ်ပါတယ်လို့သိရှိကြပါတယ်သူတို့ရဲ့လမ်းမကြီးကြွေတောင်းတာစစ်တပ်တွေဂုံပြက်စီးများလင်းမြန်စွာတည်ယူပို့ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်သူတို့ရဲ့စာပေနဲ့ဘာသာစကားဟာသူတို့အသုံးပြုခဲ့တဲ့လက်တင်ဘာသာဟာအင်္ဂလိပ်၊ပြင်သစ်၊စပိန်စတဲ့ဥရောပစကားများစွာရဲ့အခြေခံမိခံဖြစ်ခဲ့ပါတယ်ဒီလိုတကူကြီးခဲ့တဲ့ရောမအီပါယာကြီးဟာနောက်ပိုင်းမှာဇီဝရေးပြဿနာများစိတ်ရည် ဖြစ်အများနိုင်ငံရေးမတည်ငြိမ်မှုများနဲ့လူမျိုးချားကျူးကျော်မှုတွေကြောင့် AD 486ခုနှစ်မှာအပီးတိုင်းပြိုလဲပျက်စီးခဲ့ရတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းသူတို့ထားခဲ့တဲ့အမွေနှစ်များကတော့ယနေ့တိုင်းကဘာကိုလွမ်းမိုးနေဆိုင်ဖြစ်ပါတယ်။ဒီလောက်ဆိုရင်ယောမဟာအင်မတန်မှစိတ်ဝင်စားစရာကောင်းတဲ့ Empire တစ်ခုလို့သတ်မှတ်နိုင်ပါတယ်ဗျ။ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ထားပေးပါအောင်ဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။